တော့ဒကာသမားတို့ဦးရင်တို့မှာချစ်ခင်မှုနှိမ့်သက်မှုမျက်နှုံးမှုအကြီးဆုံးအရာဘာလဲဆိုတော့ကပြောရတယ်။မိမိခန္ဓာကိုယ်ကြီးရဲ့အပေါ်မှာဒီချက်နဲ့ပတ်သက်ပြီးတော့လည်းပဲကောသလမင်းကြီးကမန္တိကာကိုမေးထားတဲ့အကြောင်းအရာလေးတစ်ခုကိုအခြေခံပြီးတော့မြတ်စွာဘုရားဒေသနာတစ်ပုဒ်ခေါ်ထားတာလည်းရှိတယ်။မဏိကမိဖုရားဆိုတာကတချင်တော့ကအလွန်ဆင်းရဲတဲ့ပန်းရောင်စားရတဲ့ဆင်းရဲသမားလေးတယောက်ပဲ။ မြတ်စွာဘုရားကိုမယောမုံလှူဒန်းပြီးတော့အဲ့ဒီစေတနာကဒီဘဝနဲ့အကျိုးပေးတာအဲ့ဒါကောသလမင်းကြီးကချစ်ခင်နှစ်သက်မြတ်တို့လို့မိဖုရားမြောက်တာအဲ့တော့သူရဲ့ကြည်သူရှင်ကကောသလမင်းကြီးပဲလုံးဝပြောင်းလဲသွားအောင်လုပ်ပေးတာကောသလမင်းကြီးပဲကောသလမင်းကြီးကလည်းသူ့ကိုအလွန်မြတ်လို့ပါတယ်နော်အဲ့တော့ဒီနေ့တော့ကောသလမင်းကြီးကမလိကာကိုဗာမေးတယ်ဆိုတော့မလိကာတဲ့ဟောဒီလောကကြီးမှာတင့်ထက်ချစ်ရတဲ့လူရှိသလားတဲ့မေးတာ သင်ကိုယ်သင်ချစ်တာတဲ့ဒီပြင်လူပေါ်မှာချစ်နေတာရှိလားလို့မေးတာအဲ့တော့မလိကာကညံရှိတယ်လို့ဆိုတော့မရှိပါဘူးလို့ဖြေတာလုံးဝမကြိုက်ဘူးကောသလမင်းကြီးကသူရချင်တဲ့ဖြေမဟုတ်ဘူးသူရချင်တာကမင်းကြီးကိုပို့ချစ်ပါတယ်ဆိုတာကိုသူရချင်တာဟုတ်လားသင်ကိုယ်သင်ထက်ပို့ချစ်ရမယ်လို့လောကမှာရှိလားဆိုတော့မရှိဘူးမင်းကြီးလောကကြီးမှာကျွန်တော်မျိုးမအတွက်ချစ်စရာအကောင်းဆုံးဟာကျွန်တော်မျိုးမပဲလို့ဖြေတာ ဲ့မဏိကအပြန်မေးတာမင်းကြီးကတဲ့မင်းကြီးကိုတဲ့ပို့ပြီးတော့ချစ်ရမယ်လို့ရှိလားဆိုတော့သူလည်းအချက်ပြင်ငါလည်းမရှိပါဘူးလို့ပဲဖြေရတာပဲဟုတ်လားမရှိပါဘူးလို့ပဲဖြေရတာအဲ့ဒါနဲ့ကောသလမင်းကြီးကအဲ့ဒါမြတ်စွာဘုရားတည်ရောက်တော့သူနဲ့မဏိကနဲ့အဲ့လိုပြောတဲ့အကြောင်းကိုမြတ်စွာဘုရားကိုရှောက်တယ်ရှောက်တော့မြတ်စွာဘုရားဟုတ်တယ်တဲ့မင်းကြီးလောကကြီးမှာကိုယ့်တဲ့ချစ်ရမယ်လူကိုဘယ်နေရာကိုသွားရှာလို့မှမတွေ့နိုင်ဘူးတဲ့တတဝါတွေကကိုယ့်ကိုယ်ကိုအချစ်ဆုံးမဲ့တဲ့ ဆရာတော်ဥရှိကိန်းသားရဲ့စကားလေးတစ်ခွန်းကိုဦးစင်ကအလွန်သဘောကျတယ်လူတိုင်းလူတိုင်းကိုကိုကို အချစ်ဆုံးမှာတဲ့ဒါကိုသာနားမလည်ဘူးဆိုရင်တော့တလောကလုံးရဲ့အလေညာကိုခံရပြီသားမှတ်ပြီတော့တဲ့တော့ပေါ့လားဟဲ့ဦးစင်ကတော့အလွန်သဘောကျတယ်နော်တချို့သဘောပေါက်ချင်မှပေါ့မယ်နော်တရားစင်းသားနော်လူတိုင်းလူတိုင်းတတ်တော်တိုင်းတတ်တော်ဟာလည်းကိုကိုကိုအချစ်ဆုံးပဲ ဒါကိုနားမလည်ဘူးဆိုရင်တော့တက္ကလောကလုံးရဲ့အလေအညာကိုခံရပြီသားမှတ်တော့တယ်။ဘာပြောတာလဲဒါကလူတွေကငါ့ကိုဟိုလူကတားချစ်တယ်လို့ထင်တာတွေအများကြီးရှိတယ်။ဟုတ်တယ်မို့လား။ရှိတယ်နော်။အဲ့တော့ဘာလုပ်တော့ဆိုတော့ကိုကလည်းပဲအော်အော်ငါပေါ်တော့အများကြီးဖြစ်နေတာဆိုတော့တေတော့အများကြီးခံစားရတာပေါ့နော်ပြီးတော့တစ်ချိန်ကျတော့ကိုထင်တယ်လို့ပေါ့ဟိုလိန်ညာခံရတာတိုက်တော့တော့ချင်းမှာပေါ့ဒါကြီးသူတို့ကိုသူတို့ထက်ချစ်တာတော့ကိုကိုမချစ်ပါဘူးကိုကအဲ့တိုင်းပဲလေ ာမှမကျင်နဲ့เสียတော့မရှိပါအဲ့ဒီမှာမြတ်စွာဘုရားကအဖို့တန်တဲ့စကားတခုပေါ့တတ္တဝါတိုင်းတတ္တဝါတိုင်းဟာကိုကိုကိုအချစ်ဆုံးဖြစ်တဲ့အတွက်ကြောင့်ကိုချင်းစာစိတ်နဲ့ဘယ်လိုတတ္တဝါကိုမှမနှိပ်စေရဘူးမဆင်းရဲစေရဘူးတဲ့ကိုလည်းပဲကိုကိုကိုချစ်တယ်သူတို့လည်းပဲသူတို့ကိုသူတို့ချစ်တယ်ဘယ်သူမှကိုကိုကိုမဆင်းရဲစေခြင်းမို့ဒါကြောင့်ကိုကိုကိုချစ်ကြတဲ့တတ္တဝါတွေကိုကိုယ်ကဆင်းရဲအောင်မလုပ်ရဘူးဒါလေးကိုပြောချင်တာမြတ်စွာဘုရားအဲ့ဒီမှာတတ္တိကဘာလဲဆိုတော့ လောက်ပဲလိုက်ရှာလိုက်ရှာကုတ်ထက်ပို့ပြီးတော့ချိန်ရမယ်လို့ဆိုတာလောကမှာမတွေ့နိုင်ဘူးလို့မြတ်စွာဘုရားဟောတာဟုတ်ရလားအဲ့တော့ဦးဇင်းတို့ပေးသက်ပေါင်းတော်တော်တို့ကို့ဘွားကြီးကိုလူတွေကအလွန်ချစ်ခင်နဲ့နှစ်သက်တဲ့မျက်နှုတ်တယ်အဲ့ဒီချစ်ခင်နှစ်သက်မှုမျက်နှုတ်ကမျက်နှုတ်မှုကဘယ်အချိန်မှအတိအလင်းနှိပ်စက်မလဲလို့စဉ်းစားကြည့်အောင်ဘယ်အချိန်မှစိတ်နှိပ်စက်မလဲပျက်စီးတော့မဲ့အချိန်မှနှိပ်စက်မှာအဲ့ဒီပြဿနာအဲ့ဒီအခက်အခဲရှိရနော်တရားသမားတို့ဦးဇင်းတို့မှာ ခုဘာတွေကိုပဲပိုင်ဆိုင်ထားလို့ဘလောက်ပဲအဆင်ပြေပါလေပြောပြောဘာကြီးပဲဖြစ်လို့နေနေအဲ့ဒီအခက်ခဲကြီးရှိတယ်ပျက်စီးမှုကြုံလာတဲ့အချိန်မှာကိုကချစ်ခင်နေတဲ့မှုမျက်နှာမှုတွေအာကြီးနေမယ်ဆိုရင်ဒါကိုဘလို့မှလက်ခံနိုင်မှာမဟုတ်ညှင်းဆန်နေမှာပဲအဲ့လိုဆိုရင်တဘာဝတရားကြီးကလည်းပဲပျက်စီးခြင်းကြာလာရင်တော့ဘုစုမျက်နှာမှာထောက်မှာမဟုတ်ဘူးလေတွားသူလန်းချောင်းသူလန်းချောင်းသူရှောက်မှာပဲလေတွားသူလှုပ်သူလှုပ်နေတာဟုတ် ကကြားထဲကဝင်းရှုပ်နေတာနားမလည်နိုင်ဘူးနဲ့ဟိုတလောကဘုရင်တန်ငယ်ကအတူတူနေခဲ့ရတဲ့တခါကြီးတယောက်အသက်80ကျော်ပါပြီတရားထုတ်နေရမတွေ့ရတာလည်းပဲနှစ်ပေါင်း20လောက်ရှိပြီပေါ့တတခါကြီးအသက်တွေလည်းကြီးလာပြီယောဂါတွေလည်းတွေးလာပြီပေါ့အသက်80နဲ့6နှစ်တောင်ရှိပြီဒါကြီးကသူလန်းသူသွားနေတာဗျာတဲ့သူကအဲ့လိုပြောတယ်သူအလွန်ရင့်ကျက်တဲ့ပုံကောပါ ဒါကြီးကသူ့လမ်းသူသွားနေတာတဲ့အဲတပြုတ်တော့ဝင်းမရှုပ်ဖို့ပဲလိုတယ်တဲ့သိလားတရားမတော်ဦးဇင်းတို့တွေကဘာလုပ်နေရလဲဝင်းရှုပ်တာငါ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 ဆိုပြီးတော့ဝင်းရှုပ်တာတဘာဝတရားကြီးဝင်းရှုပ်တာပြည့်ပစုခံရမှာလို့ဆိုတော့ကိုခံရမှာသဘောပေါက်ရလားတော့နားလည်နိုင်တယ်လက်ခံနိုင်တယ်ဆိုရင်စိတ်ကဘာမှမကြည်လင်စရာအကြောင်းမရှိဘူးဆင်းရဲစရာအကြောင်းမရှိဘူးနားမလည်နိုင်ဘူးလက်မခံနိုင်ဘူးဆိုရင်အဲ့ဒါဒုက္ခအကြီးကျယ်တွေ့ရမှာ ကြောင့်ဘေးသက်ပေါင်းသူတို့ကောင်းတို့ချစ်ခင်နှစ်သက်မှုကမျက်နှာမှုကကြီးမားလေလေသူအပိတဲ့ဒုက္ခကလည်းကြီးမားလေလေပဲဟုတ်ရဲ့လားဒါကြောင့်ချစ်ခင်မှုလို့ပြောရင်တစ်ဖက်ရဲ့ပုံမှာချစ်ခင်တာတွေကိုကြီးပဲတွားပြီးတော့စိတ်ရောက်လို့မရဘူးအလွန်အရေးပါတဲ့ချစ်ခင်မှုကကိုယ်ခန္ဓာကိုယ်ပုံမှာကိုဖြစ်နေတဲ့ချစ်ခင်မှုကအရေးပါနေတာဟုတ်တယ်မဟုတ်လားကျန်တဲ့ချစ်ခင်မှုဆိုတာတွေကတော့ကိုယ်ပုံမှာဘဝပြုတ်ပြီးတော့မှဖြစ်လာတာပါသိလား ကိုပေါ်ကောင်းလို့ချစ်တာပဲတကယ်တမ်းပုံဝင်လင်းလင်းပြောရရင်တော့ဟုတ်လားဒါကြောင့်တယောက်ရဲ့တယောက်ပေါ်မှာချစ်ခင်မှုဟာဘာမှလေးနက်မှုတော့အကြီးကျယ်ကြီးရှိတယ်လို့ဦးစင်ကမထင်ဘူးကိုလိုဆန္ဒပြည့်ရင်ချစ်တာပဲကိုလိုဆန္ဒမပြည့်တော့တဲ့ဒီနေ့မချစ်တော့ဘူးပဲဦးစင်တို့တက္ကပညာတုတ်တံမှာတရားမင်းကြီးကမြတ်စွာဘုရားကိုမေးထားတာရှိတယ် ဟောဒီလောကလူသားတွေဟာဘေးကင်းရန်ကင်းချမ်းချမ်းသာသာ အလွန်နေထိုင်လိုကြတယ်တဲ့ဒါပေမဲ့လို့ဘေးအပြည့်ရန်အပြည့်ဆင်းရဲဒုက္ခအပြည့်နဲ့နေနေကြရတာအဲ့ဒါဘာကြောင့်လဲလို့မေးတာနော်ဦးဇင်းတို့ဟောထားတာရှိပါတယ်မငြိမ်းချမ်းတာဘာကြောင့်လဲဆိုတာနော်အဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကအိတ်တာမစ္စရိယတန်ရောစဉ်နှစ်ပါးကြောင့်ဘေးကင်းရန်ကင်းချမ်းချမ်းသာသာ နေလိုပါလဲကဲနဲ့ ဘေးရန်အပြည့်နဲ့စင်စင်ရဲ့တတ်တော်တွေဟာနေနေကြအိတာမစ္စရိယမနာလိုမှုဝန်တုံမှုအဲ့မှာတရားမင်းကဆက်မေးတယ်အဲ့ဒီမနာလိုမှုနဲ့ဝန်တုံမှုဆိုတဲ့အိတာမစ္စရိယဘာကြောင့်ဖြစ်တာတုံးတဲ့ချစ်ချင်းမုန်းခြင်းကြောင့်ဖြစ်တာတဲ့ဒါကွာကိုယ်သာဆက်ပြီးတော့စဉ်းစားနော်အဲ့ဒီချစ်ချင်းမုန်းခြင်းကဘာကြောင့်ဖြစ်တာတုံးတဲ့ဆက်မေးတယ်အလိုဆန္ဒကြောင့်ဖြစ်တာတဲ့အလိုပြည့်ရင်ချစ်တယ်အလိုမပြည့်ရင်မချစ်ဘူး ဒါစဉ်းစားနော်အလိုဆန္ဒပြည့်ရင်ချစ်တယ်အလိုဆန္ဒမပြည့်ရင်မချစ်ဘူးအဲ့လိုကိုကနားလေထားတယ်ဆိုရင်ကိုယ့်ရဲ့သူများပုံမှာချစ်ခင်မှုနှစ်သက်မှုသူတို့ဘာရဲ့ကိုယ့်ပုံမှာချစ်ခင်မှုနှစ်သက်မှုတွေကိုအများကြီးစဉ်းစားလို့မရဘူးလားရတယ်